ဖားပြောပြရင်ဘုံရောင်မျိုးကအိမ်ကြီးအကြောင်းဒီနေ့ကအလုပ်ပရဲ့ဆိုတော့ကျွန်တော်နဲ့အဖွားဖြစ်သူတို့ကအေကန်ထဲမှာထိုင်ရင်ရှေးဟောင်းနောက်ဖြစ်ပြီးပြောနေကြပါတယ်ဒီလိုနဲ့နာနာဘာဝအကြောင်းတွေဘက်ကိုရောက်သွားတယ်ဗျအဖွားကလည်းလွန်ခဲ့တဲ့1.90လောက်ကသူကြုံခဲ့မှုတဲ့အကြောင်းအရာတွေတခုကိုကျွန်တော်ကိုပြောပြပါတယ်အခုအဖွားအသက်က90ကျော်ဆိုတော့သူအသက်20ဝန်းကျင်လောက်ကပေါ့ဗျာ ဖွားနမေကတော့ပြုံးပြုံးမှာအဖွားရဲ့အဖေကကြောင်းစရာဗျမုံရမှာတာဝန်ကြတော့ငါပေါ့ဗျာအဖွားရဲ့အဖေနမေကဦးညံနဲ့တရဲဦးညံတို့မိသားစုမုံရကိုတာဝန်နဲ့ပြောင်းလာတယ်ဗျဦးညံမှာကตาနှစ်ယောက်သမီးနှစ်ယောက်နဲ့မိသားစုဝင်တွေကများတော့အเจ้าမှာမနေပဲအပြင်မှာအိမ်ငှားနေပါတယ်အဲ့ဒီအချိန်ကမုံရဆိုရာကလည်းအခုလိုမတိုးတက်သေးဘူးပေါ့ဗျာဦးညံတို့အုတ်တိုက်ခံထားတဲ့နှစ်ထပ်ပြင်တော်ရင်လေးတစ်လုံးကိုငှားလိုက်ပါတယ်ခြံလေးကလည်းအတော်အတင့်ကျယ်တယ် ဝဉဏ်ကတမတမတ်ကြပြီးတော့တပည့်တွေပေါ့နှွန်တာခန္ဓာကြောင့်မကြခင်မှာပဲမုံရွာမှာလူချစ်လူခင်ပေါ်တဲ့လူတယောက်ဖြစ်လာပါတယ်။ချမ်းရဲ့အနောက်ဘက်မှာက ရေတွင်းလေးရှိပါတယ်။အဲဒီရက်ကွက်ကလူတွေကဒီရေတွင်းလေးကိုပဲအာကူပြီးရေကိုအသုံးပြုကြရတယ်တဲ့။စပြောင်းလာပြီးတပတ်ကျော်အထိကတော့အေးဆေးပါပဲ။မိသားစုအလုံးအလုပ်ကိုစီနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ကြပါတယ်။ဗညက်နေကြတော့မပြုံဆက်ချုပ်နေရင်အင်ခေါ်မှုပေါ်ကိုသဲပြီးပတ်တဲ့အတန်ကိုကြားလိုက်ပါတယ်။ မပြုံလဲအဖေဖြစ်သူဦးညံစီကိုပြေးပြီးအိမ်ကိုလူတယောက်တဲရီနဲ့ပတ်သွားတဲ့အကြောင်းတော့ပြောပါရယ်ဦးညံကလည်းရေခက်လာတဲ့သူတွေကအဲ့လိုပဲစာနောက်တဲ့ကြောင်းပြောပြီးမကြောက်ဖို့ပြောပါရယ်မပြုံလဲသူ့နေရာသူပြန်ပြီးဆက်ချုပ်နေတော့ပရင်ပေါက်တကားကြီးကလေမတိုက်ပဲစုံလိုက်ကြည့်အဖွင့်ပိတ်ဖြစ်နေတော့မပြုံလဲလန့်ပြီးဦးညံစီထွက်ပြေးသွားပါရယ်ဦးညံရောက်လာတော့အကုန်လုံးကပုံမှန်ဖြစ်နေတယ်မပြုံလဲသူအမြင်မမားကြောင်းပြောပါရယ်ဦးညံကဆက်ချုပ်တာကိုရက်ပြီးခဏအနားယူဖို့ဖြောင်းဖြားကအဲ့ရဝင်စေပါရယ် မပြုံအိမ်နေရင်အိမ်ပြင်ကခဲသလုံးဝီခနဲ့အခန်းပတင်းပေါက်ကိုဖြတ်ပြီးတော့နယံကိုထိကျမ်းမြေမောတောက်ခနဲ့အလွန်ကျဲလွန်စွာပြုတ်ကျလာပါတယ်မပြုံကအဖေဖြစ်သူစီထပ်ပြေးပြီးတော့ဦးညံကလည်းမပြုံကိုအဲ့ညသူတို့ဂရင်ချေးမှာပဲခင်းပြီးအိတ်စေပါတယ်နောက်ရမနကြဦးညံလည်းအထက်လန်းဆရာကိုခေါ်လာပြီးအိမ်ကိုစစ်ဆေးပါတယ်ဆရာကတော့ထူးခြားတာဘာမှမတွေ့ရဘူးလို့သာ ပြောပြီးမပြုံကိုစိတ်လုံးချုံအောင်ရေမန်းနဲ့တိုက်အဆောင်တွေဝစ်ပေးပြီးပြန်သွားပါတယ် ဒီတညက်နေကြတော့အလဲကြတာကမပြုံရင်ညီမမဝေပါမဝေကအိမ်တော်ဖက်စပုံမှာ ထမင်းချက်နေတော့ကဲတလုံးကမဝေရဲ့ထမင်းအိုးကိုလာမှန်ပါတယ်ထမင်းအိုးလည်းမောက်ကြပြီးမဝေစိတ်ဆိုပြီးရန်တွေ့မယ်အလုံးမှာသူနေတာအိမ်တော်ဖေးအိမ်ရှိတကားဝါကနေလည်းပြင်မရသူ့ကိုပြစ်လို့ရတာကလည်းတနည်းအားပဲရှိတယ်အဲ့ဒါနောက်ဖေးပေါ့ဒါပေမဲ့နောက်ဖေးပေါ့မှာလူမရှိသလိုလက်ရှိအိမ်မှာကလည်းသူတယောက်တည်းရှိတာမဝေလန့်လာပါပြီ အိမ်ကနေပြေးထွက်ပြီးတငယ်ချင်းတွေကိုအကြောင်းအကျိုးပြောပြီးတငယ်ချင်းအိမ်သွားနေနေပါတယ်ဒီလိုနဲ့ဆရာကိုထပ်ပင်းရပြီးရောက်လာပြန်ပါပြီဆရာကလည်းပုံတစ်ခါတိုက်တာလားလို့စစ်ဆေးကြည့်တော့မဟုတ်ဘူးတဲ့ခြံတစ်ခုလုံးကိုစစ်ဆေးကြည့်တော့လည်းအကောင်းဆရာလည်းစံမန်းရေမန်းတွေခြံနဲ့ပတ်ဈေးတွေချပြီးပြန်သွားပါပြီဒီလိုနဲ့တညက်နေကြတော့ချန်ပီယံမှာဧည့်သည်တယောက်မတ်ဝေကိုခေါ်တဲ့အတန်ကြားလိုက်ပါတယ်။ဥညာလည်းအိမ်နောက်ဖေးမှာစပိန်ပြင်နေရင်းဆိုတော့မတ်ဝေလမ်းထိပ်သွားလို့အိမ်ထဲဝင်ဆောင်ဆိုပြီးပြောလိုက်ပါတယ်။ ။ဥညာရဲ့အမျိုးသမီးကရင်းနှွေးချမ်းပြင်ဆင်ပြီးအဲ့ခံမို့သွားတော့ဘယ်သူမှရှိမနေပါဘူး။သူတို့အကုန်အံ့ဩသွားပါတယ်။သူတို့အကုန်ကြားပင်မဲ့ဘယ်သူမှရှိမနေလို့ပါ။ပရိညာအိမ်ကသူတွေအိတ်တော့တအိမ်လုံးပြောင်းဆန်အောင်ပတ်ပြေးတဲ့ခြေတံတွေစူညံနေပါတယ်။မပြုံလို့မောင်သမားတွေလည်းကြောက်လုံလို့အကုန်အခန်းထဲကနေထွက်လေကောင်းရင်မှစုနေကြပါတယ်။အဖေဖြစ်သူကပရိတ်တွေရွတ်ပြီးနှင်ထုတ်တော့ခဏငြိမ်သွားပါတယ်။ပြီးတော့မဝေစီဝင်ပူးပါတယ်။မဝေကော့ပြန်လန်ပြီးဝူဝါးအတန်တွေအော်ဟစ်ပါတယ်။ ။ငွေဖြစ်သူကဆရာကိုပြေးခေါ်ပါတယ်။ဆရာရောက်လာတော့တဲကခွာပြေးဖို့လို့တော့ဆရာကတားထားပါတယ်။ဆရာလည်းနေရာမှာဝင်ထိုင်ပြီးဘာကြောင့်ဒီလိုလုပ်တာလဲလို့မေးတော့ဒီအိမ်ဟာအရင်ကတုအပိုင်းအရင်လူတွေလာနေတော့သူကအိမ်ထဲကနေပဲခြောက်လန့်ပြီးမောင်းလို့ရတယ်။ဦးညံကကြတော့ဖုံးကံမြင့်နေပြီးတော့ဦးညံကိုစောင့်ရှောက်ပေးနေတဲ့ရုပ်ကဆူကြီးကပေးမဝင်တော့ချန်ပီယံကနေပဲဂဲနဲ့တုအတန်ပေးချိန်ချောက်နေကြောင်ပြောပါရယ်။အခုလဲဧည့်သည်ဟန်ဆောင်အတန်ပေးတော့ဦးညံကဝင်ခွင့်ပေးလို့ဝင်လာတာဖြစ်ကြောင်ပြောပါရယ်။ ဆရာလည်းကိုကနေခွာခိုင်းပြီးခြံနောက်ဖေးမာလကာပေးမှနေရာပေးပါတယ်။ပြီးတော့ဆရာပြန်သွားပြီးတော့ဦးညံနဲ့စိတ်မတန်တာကြောင့်เจ้าမရှိတဲ့စာတင်ဆောင်အလုပ်တစ်ခုလည်းခဏသွားနေပါတယ်။ဦးညံရဲ့တပည့်တွေကတော့အခုလိုစဉ်းလာတာမတန်ဘူး။လာစာပေးထားတာနှစ်လကြာနေတယ်။အခုသူတို့စုပြီးသွားနေမယ်ဆိုပြီးဒုတ်ဓာတွေဆွဲပြီးသွားအိပ်ပါတယ်။အဲဒီညသွင်းရှင်ပဲเจ้าသားတွေပစိုးမနိုင်ပေါ်ဝါမနိုင်ပြန်ပြေးလာကြပါတယ်။သူတို့ပြောပုံအရဧကန်ကမှအကုန်စုပြီးအဲ့တော့ဆောင်းတွေကိုဆွဲချပါတယ်ထုတ်တန်းကနေရေတွေကျလာတယ် ကင်ထားတဲ့ဓာတ်တွေကိုဆွဲလို့ပြီးပဒင်းပေါက်ကနေလွန့်ပြစ်တယ်။နောက်ဆုံးမခံနိုင်တော့အကုန်စုပြီးပြေးလာတာတဲ့။သူတို့လည်းအခန်းလွန်မှာတညာစုအိတ်လိုက်ကြတယ်။ဦးညံတို့လည်းတခြားအိမ်တန်းတန်းလေးငါးပြီးမိသားစုတွေပြောင်းသွားကပျော်ရွှင်စွာဖြတ်တန်းကြရင်အဖွာလည်းအဲ့ဒီမုံရွာမှာပဲအိမ်အောင်တွေကျပြီးအခုကျွန်တော်တို့အရွယ်တွေထိရောက်လာတာတဲ့။